အားလုံးမင်္ဂလာပါ War Box ကနေပြန်လည်ကြိုဆိုပါရစေ။စစ်သမိုင်းအကြောင်းတွေကိုပြည်ပြည်စုံစုံတင်ဆက်ပေးတော့ပါမယ်။လက်ရှိခေတ်စစ်ပွဲတွေမှာလေကြောင်းအသာစီးရဖို့ကအရေးပါဆုံးအရာပါ။ဒီလိုဖြစ်တာကပထမကမ္ဘာစစ်မှာကလေးကလို့ကျွန်တော်တို့ပြောရပါမယ်။ပထမကမ္ဘာစစ်အစောပိုင်းအချိန်တွေမှာတော့လေယာဉ်တွေကတိုက်ခိုက်ရေးမှာအသုံးမခံရသေးပါဘူး။1914ဆိုတဲ့ကာလက ရိုင်းညီနောင်တွေဒီလေယံကိုစားတင်ဖန်တီးခဲ့တဲ့အချိန်နဲ့စစ်တပ်နဲ့ပဲကော်ပါတယ်။ဒါကြောင့်လေယံအသုံးပြုမှုကအကန့်အသတ်နဲ့ပဲရှိပါတယ်။တိုက်ခိုက်ရေးတွေမှာထဲဒီခေါင်းငယ်ကနေစောင်းကြီးထောင်လှမ်းရှားတဲ့တာဝန်တွေမှာပဲတုံးကြတာပါ။1935မှာတော့လေယံအသုံးပြုမှုကဆန်းတက်လာပါတယ်။ဂျာမန်တွေကလေယံတွေပေါ်ကနေစစ်တပ်နဲ့တွေပြစ်ခတ်လို့ရအောင်ဖန်တီးလာပါတယ်။ဒါကဒီလက်ရှိအချိန်အထိအသုံးဝင်လာမဲ့ဖန်တီးမှုတစ်ခုရဲ့အစပါ။အဲ့ဒီအချိန်ကစပြီးတော့လေယံတွေကိုတိုက်ပွဲတွေမှာတုံးလာပါတယ်။ အခုခေတ်လို့တော့အစင်းမြင့်တဲ့လေယံတွေမဟုတ်ပါဘူးတက်တုကိုထေတွေနဲ့လည်းမဟုတ်ပါဘူးပထမကမ္ဘာစစ်တုန်းကလေယံတွေကဒီတစ်သားကိုထေနဲ့လီနန်ရှီစားတွေကိုတွေ့သုံးထားကြပါတယ်အခုခေတ်လိုမျိုးကိုပြောင်းနေပညာတွေနဲ့ဖြစ်နေချိန်မှာတစ်သားကိုထေနဲ့လေယံဆိုတာကကြားရတာထူးဆန်းပါတယ်နိပညာအရာလဲကျွန်တော်တို့တွေဘလောက်အထိဖွံ့ဖြိုးလာတယ်လဲဆိုတာကိုတွေ့နိုင်ပါတယ်တစ်သားလေယံဆိုတာကအခုခေတ်မှာကလေးကစားစရာလိုဖြစ်တော့ပါပြီဒါပေမဲ့ဒီဟာတွေဟာတကယ်ဖြစ်ခဲ့တာတွေပါ ဒီလိုမျိုးတစ်သားကိုထေလေရင်နဲ့စစ်တိုက်နေကြတဲ့ကာလမှာတော့ထူးကြုံတဲ့သူတွေရှိခဲ့ပါတယ်လူသားတွေစားပေါ်လာခြင်းကတည်းကစစ်တိုက်နေကြလို့တိုက်ခိုက်ရေးဆိုတာဒီလူတွေရဲ့ဗီဇာတခုလို့ဖြစ်လာပါတယ်စစ်ပွဲတွေအတွင်းမှာရန်သူကိုတိုက်ခိုက်သက်ဖြတ်တဲ့နေရာမှာတက်ကျွန်းရင်တော့စစ်သားကောင်တယောက်လို့ပြောလို့ရပါတယ်ဒီဗီဒီယိုကတော့ပထမကပါစစ်တုံးကရှိခဲ့မှုတွေအဲ့ဒီလိုမျိုးစစ်သားကောင်တယောက်အကြောင်းတမိုင်းမှတ်တမ်းကိုတင်ဆက်ပေးပါပါသူကတော့ Mephrebon Restore လို့ခေါ်တဲ့ဒီဂျာမန်လီယံမှုပါ တမိုင်းမှာတော့သူ့ကို Red Baron လို့သိကြပါတယ်။စစ်ပွဲပြီးတဲ့အချိန်အထိအသက်မဆင်နိုင်ခဲ့တဲ့အတော်ဆုံးလေးချောင်းတိုက်ခိုက်ရဲသမားပါ။ပထမကမ္ဘာစစ်စာဖြစ်တော့လေရင်တွေဆိုတာကဒီအစောကပြောခဲ့တဲ့အတိုင်းပေါ်လာတာမှစစ်တနစ်ပဲရှိပါသေးတယ်။ဒီကမ္ဘာပေါ်မှာလေရင်တွေကအသုံးမတွင်ကြေကြသေးပဲထူးခြားတဲ့အရာလိုပဲရှိနေပါသေးတယ်။လေရင်တွေပေါ်ပြီး9နှစ်အကြာဖြစ်တဲ့1930မှာတော့နိုင်ငံတချို့မှာလေထဲဆိုတာကိုစားတွေ့လာရပါတယ်။ဒါပေမဲ့မြေပြင်နဲ့ရေထဲတို့လိုမျိုးတွဲတွဲကြည်ကြည်တုံးလို့ရနိုင်တဲ့အခြေအနေမရှိသေးပါဘူး။ လေရွေရှိထားတင်းတယ်ဆိုတဲ့အမြင်နဲ့ပဲစသုံးနေတော့မှာ1931မှာတော့ပထမဆုံးလေကြောင်းတိုက်ခိုက်မှုကဖြစ်လာပါတယ်။အဲ့ဒီချိန်ကပထမကမ္ဘာစစ်မဖြစ်သေးပါဘူး။ဒီနောက်၃နှစ်အကြာမှပဲဖြစ်လာတာပါ။အီတလီကဒီတူရကီလိုအခုခေတ်မှာဖြစ်လာမယ်ဒီအော်တိုမန်တွေနဲ့1931စက်တင်ဘာမှာစစ်ဖြစ်ခဲ့ပါတယ်။ဒီစစ်ပွဲမှာအီတလီကလေယာဉ်တွေကို စသုံးလာပါတယ်။လေယာဉ်ပေါ်ကနေဘုံပြေရှားတဲ့နီလန်နဲ့တိုက်ခိုက်ရေးမှာစသုံးလာပါတယ်။1931အောက်တိုဘာ23ရက်နေ့တုန်းကလေပြားဒေသအထိ ထရီပိုလီမြို့အနီးတိုက်ပွဲတစ်ခုမှာအီတလီဘက်ကဒီလေယံတွေပေါ်ကနေလက်ပြဘုံတွေပြစ်ရှာခဲ့ရတဲ့ဒီစစ်ပွဲသမိုင်းမှာလေယံကိုပထမဆုံးတုံးခဲ့ပါတယ်။ဒါကကမ္ဘာပထမဆုံးလေကြောင်းတိုက်ခိုက်မှုပါပဲ။အဲ့ဒီတော့ကဒီအီတလီလေယံမှူးကတော့ဒီကာလိုပီယာဇာပါ။ဒါကတော့လေယံတွေနဲ့ကြုံကြိုက်တဲ့အတွက်ကျွန်တော်ထည့်ပြောတာပါ။ဒီလေကြောင်းတိုက်ခိုက်မှုတွေကိုတော့ဒီ1917မှာစပြီးတွေ့ရပေမဲ့သိပ်မတွင်ကြေခဲ့ဘူးလို့ပဲပြောရမှာပါ။အကြောင်းကတော့ဒီတိုက်ပွဲအတွက်ထိရောက်မှုတွေနေပါနေသေးတဲ့အတွက်ပါ။ ောက်ပြီးတော့အဲ့ဒီအချိန်တုန်းကလေရန်တွေဆိုတာကလည်းခက်နေနေနဲ့ဒီအနိုင်ပိုင်းလောက်ပဲပြန်နိုင်ကြပါသေးတယ်ဒီတော့စစ်တပ်တွေဘက်ကလေရန်တွေကိုရှီထားတဲ့ဆိုုံလောက်ပဲတုံးကြပါသေးတယ်1914ကဘာစေးဖြစ်လာတဲ့အထိတော့မှလေရန်အုံပြမှုကခကြီးမရောက်သေးပါဘူးဒီပထမကဘာစေးမှာပထမဆုံးဖြစ်တဲ့ဒီလေရန်အုံပြမှုကတော့1914ဩဂုတ်လ13ရက်နေ့မှာစပါတယ်ဗြိတိရှ်တော်ဝင်ပြန်တမ်းရေးတပ်ဖွဲ့ RFC ကလေရန်ရှောက်စေး3000နဲ့ပြင်သစ်စီကိုပြန်တမ်းကြတဲ့ဖြစ်ရပ်ကနေစတာပါ တော်ဝင်လေတဲ့ RAF ဖြစ်လာမဲ့အဖွဲ့ပါဒီ63သင်းစင်းကလည်းတိုက်ခိုက်ရေးမှာတုံးမဲ့လေရန်တွေမဟုတ်ပါဘူး Monster ကွေးမှာဒီလေရန်တွေကိုစားမြင်ခဲ့ကြရပြီးတော့ထောင်းလန်းရေးမှာတုံးခဲ့ပါတယ်အဓိကကတော့အဲ့ဒီစိန်တုံးကဒီလေရန်တွေကို ထောင်းလန်းဖို့နဲ့အမြောက်ပြစ်ခဲရေးအတွက်တိနေရတတ်မှတ်ရတာမျိုးတွေပဲတုံးကြပါတယ်ဒီအခုခေတ်မှာဆိုလို့ရှိရင်ဒီ drone တွေကိုကျွန်တော်တို့စီးမြေပြင်မှာထောင်းလန်းဖို့အတွက်တုံးကြတဲ့ပုံစံမျိုးပါဒီစစ်ပွဲကာလမှာ63သင်းစင်းကိုစားတွေ့ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဒီအရေးအတွက်ကတကဘာလုံးအတိုင်းအတာနဲ့2000ကျော်ဖြစ်လာမှာပါ။ထောင်းလဲရေးနေပေမှာအသုံးပြုတာကဒီစစ်ပွဲအတွင်းမှာပါဝင်တဲ့နိုင်ငံအလုံးပါပါပဲ။ကဒုတ်ကျင်းတွေကပိုရှိလာလေလေပိုပေါ်လာလေလေလေယံတွေရဲ့လိုအပ်ချက်ကလည်းပိုရှိလာလေလေပါ။အဲ့ဒီအချိန်တုန်းကလည်းလေယံလိုအပ်တဲ့ဆိုတာကဒီလက်နက်မတက်တဲ့လေယံတွေကိုပါပဲ။ဒီလေယံတွေကပဲဒီကဘာစေးခွဲမှာအဲ့ဒီတုန်းကရှိနေကြတာပါ။ထောင်းလဲရေးနေပေမှာပဲတုံးကြတဲ့အတွက်ဒီရန်သူတွေဖြစ်နေရင်လည်း လင်းရံတွေကတစ်စင်းနဲ့တစ်စင်းအနီးကပ်ဆုံးပြန်သဲနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ပြန်ပြစ်ခတ်နိုင်တာကိုတီးလာကြတဲ့အချိန်မှာတော့လင်းရံတွေအပေါ်မှာထရှိကြတဲ့အမြင်တွေကပါပြောင်းလဲလာပါတယ်။တစ်ဖက်ကနေဒီပီစတိုရိုလိုမျိုးတနက်တွေနဲ့ပြစ်ခတ်လာနိုင်တဲ့အတွက်လင်းရံပေါ်မှာလက်နက်တက်ဆင်ဖို့စီကူကပေါ်လာကြပါတယ်။ဒီလင်းရံမှုတေဆောင်တဲ့ပီစတိုတလက်ကနေအလဲရအများကြီးပါတဲ့အစင်အဲ့ဒီအစင်ကနေမှဒီပြအားကောင်းရဲ့အတွက်ပေါ်တော့ဒီ shotgun ပြောင်းလျှောတဲ့နက်တွေ ဒါကနေမှဒီစက်တနက်တလက်တက်ဆင်ကြတာတွေပေါ့နောက်ပိုင်းမှာဆိုရင်နှစ်လက်ဖြစ်လာတဲ့အထီကို ပြောင်းလဲလာပါတယ်ကမ္ဘာစစ်တုံးကတော့ဒီဖိုက်တာလို့ခေါ်တဲ့တိုက်ခိုက်ရေးလေယံတွေကလက်ရှိခေတ်မှာလို့တဖွေးတွေတအုပ်တွေမတော်ကြပါဘူးဒီထောင်းလဲရေးလေယံတွေနောက်မှာအဆောင်အနေနဲ့လိုက်ပါကြရတာပါဒီ1935နှစ်လေလောက်မှာတော့တိုက်ခိုက်ရေးလေယံတမိုင်းမှာပြောင်းလဲမှုကြီးတခုဖြစ်လာပါတယ် dash လူမျိုးဒီလေယံဒီဇိုင်းပညာရှင်ဖြစ်တဲ့ Anton Fokker က ဂျာမန်နဲ့လက်တွဲပြီးတော့မှနှိပညာအသစ်တစ်ခုကိုဖယ်နှိခဲ့ပါတယ်။ဒီနှိပညာကိုတော့ပြင်သစ်လူမျိုးလေးဖြစ်ကမ္ဘာဆေးလျှံမှုလေးဖြစ်တဲ့ဒီ Roland Garros ကနေနမူနာယူပြီးတော့မှဖယ်နှိခဲ့တာပါ။ Roland Garros ကပထမကမ္ဘာဆေးအတွင်းမှာပြင်သစ်နိုင်ငံဘက်ကနေစစ်တိုက်ပေးပါတယ်။ဒီသူ့ရဲ့နှိပညာကတော့ထူးခြားတာတွေတိတ်မပါပါဘူး။လေယံပြင်ရဲ့ဒလန်မှာခြေလမ်းကြောင်းလွှဲပေးမယ်ဒီတန်နဲ့လှုပ်ထားတဲ့ဒေါင်းတစ်ခုကိုထိလိုက်တာပါပဲ။တနက်ကလေယံရဲ့အရှေ့ပိုင်းမှာရှိတာဖြစ်လို့ဒီနီလန်ကဒလက်ကိုမထိခိုက်စေဘဲနဲ့ပြေလို့ရနိုင်ပါတယ်။ ရိုလန်ကဒီနည်းပညာကိုဖန်တီးခဲ့ပေမဲ့1935ဧပြီလမှာတိုက်ခိုက်ရင်းနဲ့ပဲသူ့လျှင်ထိခိုက်တော်တဲ့အတွက်ဂျာမန်နိုင်ငံတွေကိုဆင်လိုက်ရပါတယ်။အမှားပဲအဖမ်းခံရရတာပါ။ဒီနောက်တော့သူ့ရဲ့လျှင်ကိုဂျာမန်ပညာရှင်တွေနဲ့အန်တွန်ဖော်ကာကလေ့လာမှုတွေလုပ်ပြီးတော့မှဖန်တီးမှုတစ်ခုလုပ်လာပါတယ်။အဲ့ဒါကအန်တွန်ဖော်ကာဖန်တီးတဲ့နည်းပညာပါပဲ။သူ့ရဲ့နည်းပညာမှာတော့ကျေစံကိုဒီဒလဲလင်နေတဲ့အချိန်အတွင်းမှာဒလဲကိုရှောင်ကွင်းလို့ရအောင် ပြစ်ခတ်တာမျိုးပါ။အဲ့ဒါရဲ့ရာလက်ကတော့ လူတယောက်တည်းပါတဲ့တိုက်ခိုက်ရေးလေယံတွေထွက်လာစေခဲ့တာပါအရင်တုန်းကဒီတိုက်ခိုက်ရေးလေယံတွေမှာဆိုရင်ဒီသနက်သမားနဲ့လေယံမောင်းဆိုပြီးတော့မှ၂ယောက်ပါကြပါတယ်အားနည်းချက်ကတော့ခက်မြန်မြန်မတော်နိုင်တာပါဒီတယောက်စီတိုက်ခိုက်ရေးလေယံတွေပေါ်လာပြီးတဲ့နောက်မှာတော့လေကြောင်းအုံပြူတဲ့ဂန္ဓာကပြောင်းလဲလာပါတယ်မွန်ဖရက်ဘွန်ရက်စတောဆိုတဲ့ဒီကမ္ဘာစစ်အတွင်းကအတော်ဆုံးလေယံမှုတွေလည်းပေါ်လာခဲ့ပါတယ်ဒီဘွန်ရက်စတောကတော့ဒီလက်ရှိခေတ်ပိုလန်နိုင်ငံတွေကဒီ rock tree မှာမွေတဲ့သူပါ ီအဲ့ဒီတော့ကတော့ဒီ breast လို့မြို့လို့ခေါ်ပါတယ်တာမင်လေတမမိသားစုကမဟုတ်ပါဘူးရွှေစွန်းကြိုက်မွေတဲ့အထက်တန်းလော်တယောက်ပါကဘာစစ်ဖြစ်တော့သူကဂျာမန်အထက်တန်းလော်တွေရဲ့တက်လို့ပြောကြတဲ့မြင့်တက်မှာအရာရှိဖြစ်နေပါပြီငင်းကလေးကစစ်သားဖြစ်ရှင်ခဲ့တဲ့ဘွန်းရက်စတော့ကသူ့အိမ်မဲအတိုင်းပဲစစ်သေးကိုရောက်ခဲ့တာပါသူတာဝန်ထမ်းခဲ့တဲ့တက်ကဦးလယ်မြင့်တက်မှာပါမြင့်တက်တွေကအစောပိုင်းမှာတော့ဒီပထမကမ္ဘာစစ်အတွင်းမှာပါခဲ့ပါတယ်။လက်နက်ကြီးတွေတနက်တွေပေါ်လာတဲ့အချိန်မှာတော့ဂျာမန်တွေကမြင့်တက်ကိုနောက်တန်းကိုပို့ခဲ့ပါတယ်။ဒါကြောင့ ဘွန်ရက်စတော့ကလည်းစစ်ပွေးနဲ့မထီတွေ့ခဲ့ရပါဘူးအဲ့နောက်တော့စစ်တိုက်ရှင်တဲ့သူကနေရာပြောင်းဖို့စတင်ခဲ့ပါတယ်1915မှာသူကဒီအမှတ်လျှောက်စစ်ကိုဂျာမန်ဘရင်လီတဲ့စီကိုပြောင်းရွှေ့ခွင့်ရတော့ပါတယ်အစပိုင်းမှာတော့လေချောင်းကင်းထောက်တောင်ဝန်နဲ့လာနေရှိတောင်နေခဲ့ရပါတယ်1915နိုဝင်ဘာလမှာတော့သူမှာအခွင့်အလမ်းပိုရလာပါတယ် Elvestro C3 လေယာဉ်ကိုသူမောင်းခွင့်ရလာပါတယ်ဒီလေယာဉ်ကကင်းထောက်တာနဲ့ဘုံပစ်ရှာတာတွေကိုလုံနိုင်တဲ့လေယာဉ်ပါနှစ်ယောက်ထိုင်ဖြစ်လို့စက်တနက်လဲပါပါတယ် ဖိုက်တာတွေနဲ့ရှင်ရင်နှေးတဲ့လေယံဖြစ်ပေမဲ့လည်းအဲ့ဒီလေယံနဲ့အခြားလေယံတွေကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီတော့နှေးကွေးတဲ့လေယံတွေနဲ့တော့မှအစွန်ပြားနိုင်လို့တာမင်အကြီးအရှင်းနဲ့တော့မဟုတ်ပါဘူး။လာပိုင်းလောက်ကြာတဲ့အခါမှာတော့သူကဂျာမန်ဖိုက်တာလေယံမှုတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။သူကတော့ဒီ Oswald Volker ပါ။အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်ဒီလူကရန်သူလေယံအစင်30လောက်ကိုဖျက်ဆီးနိုင်ခဲ့ပြီးပါပြီ။ဂျာမန်လေတဲ့ထိမှဆိုရင်ဆရာတဆူလိုဖြစ်နေတဲ့သူပါ။သူတို့နှစ်ယောက်တွေ့ပြီးချိန်မှာတော့ Oswald က သူရဲ့အဖွဲ့ဖြစ်တဲ့ဒီ Yastrara Fighter လေယာဉ်တပ်ဖွဲ့တွေကိုခေါ်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကပြောရရင်တော့ဒီ One Rush Talk က Fighter တင်တဲ့ဆင်းတာမကြသေးပါဘူးအတွေ့အကြုံကလည်းဒီ Fighter နဲ့ပတ်သက်ရင်သူ့မှာမရှိသလောက်ပါပဲဒါဆိုရင်ဘာကြောင့်ကျွင်းကျင် Fighter လေယာဉ်မှုကအတွေ့အကြုံမရှိသေးတဲ့သူကိုသူ့အဖွဲ့တွေကိုခေါ်ခဲ့ရတာလဲဒါကတော့ One Rush Talk ရဲ့အလားအလာရှိတဲ့အစီအချင်းကိုသူကမြင်ခဲ့လို့လို့ပဲဖြစ်ရမှာပါ Ozwa ကသူ့ကိုလေ့ကျင့်ပေးခဲ့ပါတယ် One Rush Talk အတွက်ဘဝတစ်စိတ်ကဒီမှာစပါတယ်1910လျှောက်စက်တင်ဘာမှာတော့ ဆွမ်မီတပ်ပွဲမှာဝမ်ရက်စတော့ကဒီဖိုက်တာလီယန်မှုအနေနဲ့ပါလာနိုင်ခဲ့ပါတယ်။စက်တင်ဘာ6ရက်နေ့မှာဖိုက်တာလီယန်မှုအနေနဲ့သူဘောရဲ့ဒီပထမဆုံးဒီ first key ကိုရခဲ့ပါတယ်။ဆရာဖြစ်တဲ့ဒီအိုဇွဲရဲ့နီလန်းတွေကိုပုံစံယူပြီးတော့မှကိုပိုင်နီလန်းတွေနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်လီယန်မှုတွေအကြားမှာတက်သစ်စာထူးချွန်သူအနေနဲ့မြင်လာကြပါတယ်။အိုဇွဲရဲ့တင်ပြပေးမှုတွေနဲ့ဒီဂျာမန်ဖိုက်တာလီယန်မှုတွေအကြားမှာတဖြည်းဖြည်းနဲ့သူကထင်ရှားလာပါတယ်။ဒါပေမဲ့အော်တိုဘာ28ရက်နေ့မှာတော့အိုဇွဲက ဆော်မီလေကြောင်းတိုက်ပွဲတစ်ခုမှာကြာဆုံးသွားခဲ့ပါတယ်။ဒီနေရာမှာဆော်မီတိုက်ပွဲအကြောင်းကိုကျွန်တော်အတူတူပြောပြခြင်းပါတယ်။ဒီတိုက်ပွဲကမြေပြင်မှာဖြစ်တဲ့တိုက်ပွဲပါ။ဒါပေမဲ့ဒီအခုပြောတဲ့တိုက်ပွဲတွေကဆော်မီတိုက်ပွဲရဲ့အပေါ်မှာဖြစ်နေတဲ့လေကြောင်းတိုက်ပွဲတွေပါ။အဲဒါကြောင့်ဆော်မီတိုက်ပွဲအနေနဲ့ပဲအလွေကျွန်တော်ခေါ်လိုက်တာပါ။တကယ်ကဒီဆော်မီတိုက်ပွဲအတွင်းကလေကြောင်းတိုက်ပွဲတွေလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ When Restore ရဲ့အောင်မြင်မှုကလည်းအဲ့ဒီတိုက်ပွဲနဲ့စပြီးဖြစ်လာတာပါ။ပြင်းတင်းနိုင်ငံမြောက်ပိုင်းဆော်မီမြစ်တစ်ချောင်းမိုင်30အထိရှည်တဲ့စစ်မြေပြင်မှာ ဒီတိုက်ပွဲကဖြစ်ခဲ့ပါတယ်1916ခုဇူလိုင်လ1ရက်ကနေစားခဲ့တဲ့ဒီတိုက်ပွဲကရက်ပေါင်းဒီ141ရက်အကြာဖြစ်တဲ့နိုဝင်ဘာ16ရက်နေ့မှာတော့တိုက်ပွဲပြီးခဲ့ပါတယ်ဒီတိုက်ပွဲမှာဂျာမန်တွေဘက်ကရှုံးပါတယ်စစ်သားထိခိုက်သေဆုံးမှုအရေအတွက်ကလည်းနှစ်ဖက်စလုံးပေါင်းရင်ဒေသသမား2တန်းရှိပါတယ်မဟာမိတ်တွေအတွက်ပြန်ရခဲ့တဲ့အောင်မြင်မှုတွေကတော့ရှိနေတဲ့နေရာကနေရှောင်းမိုင်ကို80တိုးနိုင်တာပါရာလန်းနဲ့ဒီဆုံဆုံရတဲ့ပမာဏကလုံးဝကိုမတန်တဲ့တိုက်ပွဲတစ်ခုပါပဲ။ ဘွန်ရက်စတော့အကြောင်းကိုကျွန်တော်ပြန်ဆက်ရရင်တော့ဆရာဖြစ်တဲ့ဒီအော်စဝဲကြာဆုံးတဲ့အချိန်မှာသူလည်းပဲတိုက်ပွဲတွေမှာပါခဲ့ပါတယ်။သူ့ရဲ့ဒိုင်ယာရီတွေမှာဆိုရင်ရက်စတာတက်ပွဲရဲ့ဖခင်ကိုဆုံရှုံလိုက်ရတာဆိုပြီးတော့မှရေးထားခဲ့ပါတယ်။ဒါမဲ့ဒီအတော်ဆုံးလေရင်မှုအော်စဝဲနဲ့ဒီတန်ဟောစင်အတော်ရှိခဲ့တဲ့သူပါ။အော်စဝဲမရှိတော့ပေမဲ့သူ့ရဲ့အယီရှင်ကတော့ကြားမတော့ပဲဆက်တိုးရင်တိုးနေခဲ့ပါတယ်။1919ဇန်နဝါရီလမှာတော့ဒီဂျက်စတာ2ကနေထွက်ပြီးတော့မှဂျက်စတာ11တက်ဖွဲ့ကိုပြောင်းခဲ့ပါတယ်။သူကအဲ့ဒီတက်ဖွဲ့မှာခေါင်းဆောင်တာဝန်ယူခဲ့ရပါတယ်။ ီအဖွဲ့ကသူ့ရဲ့လေယံမှုတက်တန်တလျှောက်မှာပထမဆုံးခေါင်းဆောင်တာဝန်ကိုယူခဲ့ရတဲ့အဖွဲ့ပါခေါင်းဆောင်ပီပီပဲအဲ့ဒီအဖွဲ့မှာဒီသူ့ရဲ့အဆုံးကိုပြနိုင်ခဲ့ပါတယ်ပထမဆုံးဒီဖက်စကီရခဲ့တဲ့1916စက်တန်ဘာကနေကျွန်တော်တို့စတွေ့မယ်ဆိုရင်6လအတွင်းမှာရန်သူလေယံ30တစင်းကိုဖျက်ဆီးနိုင်ခဲ့ပါတယ်သူဖျက်ဆီးခဲ့တဲ့ဒီစစ်တစင်းမြောက်လေယံဟာဆိုရင်ဗြိတိန်လေယံမှုလန်နော့ဟော်ကာမောင်းတဲ့လေယံပါလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ one restore ရဲ့လက်ဆက်နဲ့ကြာဆုံးခဲ့ရပါတယ်။သူက ဗြိတိရှားလေထဲမှာဆိုရင်အတော်ဆုံးဖိုက်တာလေးရဲ့မှုပါအဲ့ဒီဖြစ်ရကတော့1910ရှောင်းနိုဝင်ဘာ23မှာဖြစ်ခဲ့ပြီးတော့နေရာကဆွန်မီတက်ကွေးမှာပါပဲလန်နိုဟော်ကာနဲ့ဒီတယောက်ရှင်းစီဂျင်ထိုးခဲ့ကြပြီးတော့မှအရှင်မိနစ်30တိုက်ခဲ့ပါတယ်မိနစ်30အတွင်းမှာအရှင်ချင်းကတူတင်ကိုတင်နဲ့ဒီအသက်လူတက်ခိုက်ခဲ့ကြတာပါဟော်ကာရဲ့လေယံမှာစီနေလာတဲ့အတွက်နောက်တန်းကိုတဖြည်းဖြည်းနဲ့ပြန်ဆုတ်သွားတဲ့အချိန်မှာဘွန်ရက်စတော့ကအခွင့်အရေးရတော့ခဲ့ပါတယ်ဒီလိုနဲ့ပဲဗြိတိရှားရဲ့အဲ့ဒီအချိန်ကအတော်ဆုံးလေယံမှုကကြာဆုံးတော့ခဲ့ပါတယ် သူ့ရဲ့လေယာဉ်ကနေပြန်ရခဲ့တဲ့တနက်ကိုတော့ Von Restock ကအမျက်တနှုတ်အသိမ်းထားခဲ့ပါတယ်။သူနဲ့ပတ်သက်ပြီးတော့လည်း Diary မှာဒီပြိုင်ဘက်ကောင်းတယောက်နဲ့ရေရင်တဲ့သူဆိုပြီးတော့မှရေးထားခဲ့ပါတယ်။ Hawker နဲ့ဂျုံခဲရတဲ့တပ်ပွဲအတွေ့အကြုံကိုသူရေးထားတာကတော့တရက်မှကျွန်တော်ကဒီ Yester 2အဖွဲ့နဲ့ကင်းလင်းနေတော့အင်္ဂလိပ်၃ယောက်ကအနောက်ကနေလိုက်လာခဲ့တယ်ဗျ။ကျွန်တော်တတိထားလိုက်ချိန်မှာသူတို့ကကျွန်တော်စီကိုလာနေပါပြီ။ကျွန်တော်လည်းသူတို့ကိုစိတ်ပြက်အောင်မလုပ်ရှင်ပါဘူး။ အဲ့ဒါနဲ့ကျွန်တော်ကအနေဘိုင်းကိုဆင်ပြီးတော့မှစောင်းနေလိုက်တယ်။အဲ့ဒီချိန်မှာပဲအင်္ဂလိပ်မိတ်ဆွေတယောက်ကကျွန်တော်စီကိုဆင်လာခဲ့တယ်။အသာစီးရဖို့အတွက်ကျွန်တော်လျင်နောက်ကိုမီအောင်လိုင်းနေခဲ့တယ်လေ။ပေတောင်အမြင့်မှာတယောက်ကိုတယောက်မီအောင်လိုင်းနေကြတာပါ။ပထမကတော့ဘေဘက်ကိုအခါ20လောက်ပန်းနေကြပါရယ်။နောက်တော့ညာဘက်ကိုအခါ30လောက်ထပ်ပတ်ကြရယ်။တယောက်နဲ့တယောက်အသာစီးရဖို့လုပ်နေကြတာပေါ့။အဲ့ဒီမှာကျွန်တော်သတိထားလိုက်မိတယ်။ဒီလူကတာမန်လူမဟုတ်ဘူးဆိုတာကိုပေါ့။ နောက်တော့ကျွန်တော်လေရင်ကဒီအမြင်မှာကောင်းကောင်းနေနိုင်လို့သူလဲလက်လျှော့ပြီးတော့မှအောက်ဆင်းတော့တယ်ကျွန်တော်အသာစီးရပြီးတော့နောက်ကနေလိုက်တော့တယ်ပေ3000လောက်မှာသူကကျွန်တော်ကိုလက်ပြပြီးနှုတ်ဆက်လိုက်တယ်ကျွန်တော်လက်ကနေလွတ်အောင်သူစူးစမ်းလာပါတယ်အဲ့ဒီအချိန်မှာတော့ကျွန်တော်လဲတရဇက်ပြစ်လိုက်ပါတော့တယ်သူကောင်းကိုကျေစံမှန်တော့ခဲ့ပြီးတော့ကျွန်တော်တို့နောက်တန်းဘက်ပေ900လောက်မှာလေရန်ပြတ်ကျတော့ခဲ့ပါတယ်ဆိုပြီးတော့မှသူပြောခဲ့တာပါဒီ one restore ရဲ့ view ဟာကို ဲ့ဒီတိုက်ပွဲဖြစ်ရတဲ့ကျွန်တော်တို့ကြည့်ပြီးပြောရရင်တော့သူကအနိုင်ရဖို့တေချာပြီးဆိုမှပဲတိုက်ခိုက်တဲ့သူဆိုတာကိုကျွန်တော်တို့သိနိုင်ပါတယ်။ Morris Stock ကသူတိုက်ပွဲတွေမှာအနိုင်ရလာခဲ့ရင်လုံးလေးလုံးထားရှိတဲ့အကျင့်တစ်ခုရှိပါတယ်။ဒါကတော့ငွေထေတွေကိုအထိတ်အမတ်အနေနဲ့ပြန်လုပ်တာပါ။သူပြစ်ချခဲ့တဲ့လေယံတိုင်းအတွက်ငွေထေတစ်ခုစီရှိပါတယ်။လေယံပြတ်ကျတဲ့နေရာတွေကိုလည်းသူကိုယ်တိုင်လာကြည့်ပါတယ်။ဒီတချို့ဖြစ်ရတွေမှာဆိုရင်လေယံမှုတွေကမကြဆုံးပဲဒဏ်ရာတွေရခဲ့ပါတယ်။အဲ့ဒီလူတွေကိုသူကိုယ်တိုင်ဆေးရုံမှာလာပြီးတော့မှ လူနာသတင်းမေးတာတွေနဲ့ဂယုဆိုင်တာတွေလုပ်ပေးပါတယ်။တိုက်ပွဲတွေမှာတော့အသက်လူတိုက်ခိုက်ကြပေမဲ့ဒီတိုက်ပွဲပြီးခဲ့ရင်မိတ်ဆွေဟောင်းတယောက်လိုဆက်ဆံတတ်တဲ့သူပါ။1918ဇန်နဝါရီမှာတော့သူကဂျာမန်ဘက်ကရှီမင်းနဲ့ကြေပြာတစိုက်ကိုရာခဲ့တယ်လို့ဒီအစွားကပြောခဲ့တဲ့ဒီ Yester 11တပ်ဖွဲ့မှာပါခေါင်းဆောင်ဖြစ်လာပါတယ်။သူရဲ့ဒီတပ်ဖွဲ့မှာတော့နောက်ပိုင်းမှာထင်ရှားလာမဲ့သူတွေပါခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာဂျာမန်လေတပ်အကြီးတန်းအရာရှိဖြစ်လာမဲ့ဒီ N Uden နဲ့ ူရဲ့ညီအရင်လိုတာပွင့်ရက်စတောတို့ကသူတို့နဲ့အတူအဲ့ဒီအဖွဲမှာပါလာခဲ့ပါတယ်။သူရဲ့ညီကတော့လေယံအစင်းရေလေးစီကိုဖျက်ဆီးနိုင်ခဲ့တဲ့အတော်ဆုံးလေယံမှုတစ်ယောက်ဖြစ်လာမဲ့သူပါ။1910ဧပြီလမှာတော့ Aris တပ်ဖွဲ့ကဖြစ်လာပါတယ်။ဒါနဲ့အတူပဲဒီသူတို့ရဲ့ Yester 11တပ်ဖွဲ့ကလည်းဒီခေါင်းငယ်မှာနေရာယူလာပါတယ်။အဲ့ဒီတပ်ဖွဲ့မတိုင်ခင်လာပိုင်းအလိုလောက်မှာဆိုရင်ဘွန်ရက်စတောကသူ့လေယံကိုအနီရောင်လှုပ်ထားပြီးပါပြီ။ လေယံရဲ့အယောင်ကြောင့်ပဲသူကို Red Baron လို့မဟာမိတ်တွေဘက်ကခေါ်ကြပါတယ်။ Ares type ပွေးကို ပြောရင်တော့ဒီ type ပွေးက Von Restor ခေါင်းဆောင်အနေနဲ့တာဝန်ယူရတဲ့ Yester level အဖွဲ့အတွက်အောင်မြင်ဆုံး type ပွေးလို့ပြောရမှာပါ။ April တလတွေမှာတင်သူအဖွဲ့ကဒီရန်သူလေယံအစင်80ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။သူတယောက်တည်းဆိုရင်တော့လေယံ20တစ်စင်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ထောင်ကောက်တစ်စင်းခွန် April ကိုလည်းဒီ Bloody April ပေါ့နော်ဒီတွေ့ဆုံသော April ဆိုပြီးတော့မှခေါ်ကြပါသေးတယ်။ ဒီလိုခေါ်ရတဲ့အကြောင်းကတော့အဲ့ဒီလမ်းမှာတဲ့ဒီမဟာမိတ်ဘက်ကလင်းရ245ဆင်းကိုဆုံရှုံလိုက်ရတယ်လို့လင်းရအမှုတဲပေါင်း400ကျော်ကလည်းကြာရှုံးတာဒဏ်ရာရတာနဲ့ဒီအဖက်ခံရတာတွေဖြစ်ခဲ့တဲ့အတွက်ပါဂျာမန်ဘက်မှာတော့လင်းရရှောက်ဆေးရှောက်ဆင်းပဲဆုံရှုံတော့ခဲ့ရတာပါဧပြီလတိုက်ပွဲတွေအပြီးမှာတော့သူ့ကိုဂျာမန်စစ်တပ်ကလင်းရအုပ်၃ခုရဲ့ခေါင်းဆောင်ယာလူကိုပေးခဲ့ပါတယ်သူခေါင်းဆောင်တဲ့လင်းရအုပ်တွေကလင်းရတွေမှာဆိုလို့ရှိရင်လည်းအယောင်တောက်တောက်တွေကိုရှေ့လာကြပါတယ်သူရဲ့ဒီအအောင်မြင်ဆုံးကာလာကိုရောက်လာတယ်လို့ပြောရမှာပါ 1936စက်တင်ဘာကနေစတွေ့မယ်ဆိုရင်1939ဧပြီလအထိလင်ယံပေါင်း50နှင်းကိုသူပြစ်ချနိုင်ခဲ့ပါပြီ။ဒါပေမဲ့ဘောဆိုတာတိုက်ပွဲတစ်ခုပါ။တိုက်ပွဲမှာလည်းအနိုင်အရှုံးရှိကြပါတယ်။1939ဇူလိုင်6ရက်နေ့မှာတော့ရန်သူတွေရဲ့လင်ယံကိုဖျက်ဆီးနိုင်ခဲ့တဲ့ Bon Restor တယောက်အပြစ်ခံခဲ့ရပါတယ်။သူရဲ့ Yester Level တပ်ဖွဲ့နဲ့ကင်းလင်းနေတဲ့အချိန်မှာဒီအပြစ်ခံခဲ့ရတာပါ။သူလင်ယံလည်းပျက်စီးသွားခဲ့တယ်လို့ခေါင်းကိုပါကျေစံက2000ထိတော့ပါတယ်။ တထောင်ကခေါင်းကို ပြင်းပြင်းထန်ထန်ထီတော်ခဲ့ပြီးတော့မှနောက်တထောင်ကတော့ပါးကိုဖောက်ထွက်တော်ခဲ့ပါတယ်ဒီလိုကျေစံထီတော်တဲ့အချိန်မှာသူကမြေပြင်ပေါ်ကိုပြန်ဆင်းခဲ့ရပါတယ်ကန်ကောင်းတယ်လို့ပြောရမှာပါသူမသေးခဲ့ပါဘူးဒဏ်ရာတော့သွေးထွက်လွန်ပြီးအပြင်းအထန်ဖြစ်တော်ခဲ့ပါတယ်ကျေစံကခေါင်းကိုထီတော်တဲ့အတွက်အဲ့ဒီအချိန်မှာသူကအကောင်းကောင်းမမြင်ရပါဘူးဒါပေမဲ့မြေပြင်ပေါ်ကိုတော့ပြန်ဆင်းနိုင်ခဲ့ပါတယ်အဲ့ဒီနောက်တော့ဆေးရုံမှာသူအနာယူခဲ့ပါတယ်ထိခိုက်မှုတွေကပြင်းထန်ခဲ့ပေမဲ့သူကတော့စစ်ကိုပြန်ပြီးတိုက်ရှင်နေပါသေးတယ် ဒါကြောင့်ဆေးရုံမှာ၃ဘဲကြော်ပေးနေပြီးတော့မှသူ့ရဲ့ဒီတက်တွေ့စီကိုပြန်တော့ခဲ့ပါတယ်။ဆရာဝန်နေတဲ့ဒီအထက်အရာရှိတွေကကောင်းကောင်းမွန်မွန်အနားယူဖို့ဖိအားပေးခဲ့ပေမဲ့ဘလို့မှတားမရခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူကအပြင်းအထန်ခေါင်းကိုက်တာမူးတာနဲ့ဒီအမြင့်အာရုံဝေဝေါ်တဲ့လက္ခဏာတွေကိုခံစားနေရတာပါ။ဒါပေမဲ့ဆေးရုံကနေဆင်းပြီးတော့မှတိုက်ပွဲကိုပြန်ဝင်ခဲ့ပါတယ်။ဩဂုတ်လ၆ရက်နေ့မှာတော့ဒဏ်ရာမတက်တာသေးပေမဲ့နောက်ထပ်လေရင်တစ်စင်းကိုပြစ်ချနိုင်ခဲ့ပါတယ်။ဒဏ်ရာရပြီးတိုက်ပွဲပြန်ဝင်ချိန်မှာအကြီးအရှင်းမကြသေးပေမဲ့ 1918နှစ်ကုန်အထိလေယံလျှောက်စင်းကိုပဲပြစ်ရှာနိုင်ပါတော့တယ်။သူရဲ့ကျမ်းမာရေးအစီအစဉ်ဆိုးရောနေရင်တော့အဲ့ဒီနေ့မှသူကလေယံမမောင်းတော့ပါဘူး။ဆေးရုံတဲချိန်နဲ့ဒီအနာယူနေတဲ့အချိန်မှာအနီရောင်လေချောင်းတိုက်ခိုက်ရေးသမားဆိုပြီးတော့မှသူရဲ့ဒီကိုတွဲအကြောင်းတွေနဲ့နိဗျူဟာတွေကိုစပြီးမှတ်တမ်းတင်လာပါတယ်။အဲ့ဒီမှတ်တမ်းစာအုပ်တွေမှာဆိုရင်သူကဖိုက်တာလေယံမှုတရားရဲ့ရှင်းတင်တဲ့စိတ်နဲ့စိတ်ထားတွေကိုဖော်ပြထားပါတယ်။ကျွန်တော်ရဲ့အရင်တုန်းကပျော်ရွှင်စရာတွေကပျောက်သွားပါပြီ။ အဲ့ဒီနေရာမှာစိတ်အေးအေးနဲ့ဘက်ပေါင်းစုံစဉ်းစားဖို့လိုပါတယ်။ပြစ်လို့ထိနိုင်ခြင်းနဲ့အပြစ်ခံရနိုင်ခြင်းကိုလည်းရှင်းစားဖို့လိုပါတယ်။ဒါတွေအားလုံးနဲ့ဆိုရင်တိုက်ပွဲကစိတ်လှုပ်ရှားဖို့နေတော့ပါတယ်။စိတ်လှုပ်ရှားနေတဲ့သူကပြစ်ခတ်မဲ့ဆိုရင်အမှားတွေကိုလုပ်နိုင်ပါတယ်။ရန်သူကိုဖျက်ဆီးနိုင်မှာမဟုတ်ပါဘူးဆိုပြီးတော့မှအဲ့ဒီမှတ်တမ်းမှာသူရဲ့ကိုယ်တွေအတွေ့အကြုံတွေကိုရှားပြရေးပြထားခဲ့ပါတယ်။သူရဲ့ဒီရန်သူလေရန်တွေကိုအမေးလိုက်တဲ့နည်းပြဟာတွေကိုလည်းစာအုပ်ထဲမှာရေးထားခဲ့ပါတယ်။ ဒီလိုကိုရွေးမှတ်တမ်းရေးတာက1918ဧပြီလအနောက်ပိုင်းလောက်အထိပါ1918ဧပြီမှာဆိုရင်ဂျာမန်တပ်တွေကရှစ်တိုးလာနိုင်ခဲ့ပါတယ်မလာနစစ်တရနေ့မှာဆိုရင်မဟာမိတ်တွေရဲ့ခံစစ်လိုင်းကိုပါရှိုးပေါက်သွားနိုင်တဲ့အနေအထားကိုရောက်သွားခဲ့ပါတယ်အဲ့ဒီတုန်းကဂျာမန်တွေရဲ့ရည်ရွယ်ချက်ကတော့အာမျိုးမျိုးနာမှာရှိနေတဲ့ပြင်သင်းတဲ့ဗြိတိန်တပ်ကိုတနေရာစီကွေးတော့အောင်ခွေးနိုင်ဖို့ပါခံစားနေရတဲ့ဝေဒနာတွေမသက်သာပေးပေမဲ့ဒီ one restock ကအဲ့ဒီထိုးစစ်ကိုသူလက်လွတ်မခံရှင်ပါဘူး ခေါင်းကိုက်တဲ့ဝေဒနာနဲ့ပဲသူကနေတိုင်းကိုလေပေါ်မှာရှိနေခဲ့ပါတယ်1918ဧပြီလ28ရက်နေ့မနက်ပိုင်းစင်တားကြီးဝေဝင်းခြင်းမှာတော့ကက်ပီယော်နာမှာရှိတဲ့လေယံပြေးလန်းကနေတက်လာခဲ့ပါတယ်အဲ့ဒီတော့ကသူမောင်းတဲ့လေယံက DR1 အမျိုးအစားဒီတောင်ပိုင်းသုံးခုပါတဲ့လေယံပါလေယံပြေးလန်းကနေတက်လာခဲ့ရတဲ့အကြောင်းကတခြားတော့မဟုတ်ပါဘူးသူရဲ့ဝန်ကိုညီဖြစ်တဲ့ဒီ Wolfram ကသူရဲ့ဒီ Yester 11အဖွဲ့မှာပါပါတယ်။ဒါပေမဲ့ Wolf ကအတွေးအကြုံမရင်ကျက်သေးတဲ့ Fighter လေးရင်မှုပါ။ ဒါကြောင့် तू ကအပေါ်မှာအမေးလိုက်ခံနေရပါတယ်။ तू ရဲ့ညီလေးဖြစ်ရေးပေါ်လေးဖြစ်တဲ့သူဒီအမေးလိုက်ခံနေရတဲ့အတွက် one restore လဲမနေနိုင်တော့ပါဘူး။ဒါကြောင့် label ကိုတက်လိုက်ရပါတယ်။ label ရောက်ချိန်မှာတော့သူတို့နဲ့25မိုင်အကွာမှာ breeding leader ရဲ့အမှတ်206လေးရင်အောက်ကရှိနေပါတယ်။အဲ့ဒီမှာဒီကနေဒါရဲ့အတော်ဆုံးလေယံမှုဖြစ်တဲ့ Ryan Browns နဲ့လေယံမှုအသစ်ဖြစ်တဲ့ Wolfram မေလည်းပါပါတယ်။သူတို့နှစ်ယောက်ကငွေတငွေစင်းတွေပါ။ one restore label ကိုရောက်လာချိန်မှာတော့ ရိုင်းကလည်းသူ့ရဲ့တငေချင်းကိုဖိနေဖို့ပြောခဲ့ပါတယ်။ဝွန်ကလည်းသူ့ရဲ့ညီကိုဝင်မပါဖို့အချက်ပြလိုက်ပါတယ်။အတော်ဆုံးနှစ်ယောက်ရဲ့စီဂျင်ထိုးတဲ့ဘွေးအနေနဲ့သူတို့ကဖြစ်ရှင်ကြတာပါ။ရီဒင်းလီဒက်ကတော့တောင်ပန်းနှစ်ထဲလေရန်ကိုတုံးကြပါတယ်။လေရန်မှုအစ်စ်တွေနဲ့ဆိုရင်တော့ဒီလေရန်ကထိန်းချုပ်ဖို့ခက်ခဲ့ပါတယ်။ဒါပေမဲ့ကျွင်းကျင်လေရန်မှုနဲ့ဆိုရင်တော့အသုံးတေးတဲ့လေရန်ပါ။စစ်တနားကြီး၄၅မိနစ်မှာဒီ Lake Armeyor ပတ်ဝန်းကျင်ကိုရောက်လာချိန်မှာတော့ဂျာမန်နဲ့ဗြိတိန်တွေကတွေ့ကြပါပြီ။ ဂျာမန်ရဲ့အတောင်ပဲ၃ခုပါလီယံကိုဗြိတိသျှတွေတွေ့တော်တဲ့အတွဲစပြီးပြစ်ခတ်လာပါတယ်။အဲ့ဒီမှာဝီဟင်စီရှင်းထိုးတာတွေဖြစ်လာပါတော့တယ်။ဗြိတိလီယံမှုအစ်တကတော့အပေါ်မှာပဲဆက်နေခဲ့ရပါတယ်။ဒါပေမဲ့အရှင်အနေကိုစောင့်ကြည့်နေတော့ဒီသူ့ရဲ့သားကောင်ကို တွေ့တော်ပါတယ်။အဲ့ဒီလီယံကတော့ဒီဝမ်ရက်စတောရဲ့ဝမ်ဂွေမောင်းတဲ့လီယံပါ။ဒါကြောင့်လီယံမှုအစ်တမေကလည်းအောက်ကိုဆင်းလာခဲ့ပြီးတော့သူ့ကိုလိုက်ခဲ့ပါတယ်။ဘွန်ရက်စတောရဲ့ဒီဝမ်ဂွေကမကျွန်းကျင်သေးတဲ့အတွက်ပြန်ပြီးမတိုက်ခိုက်နိုင်ပါဘူး။ တိုက်ခိုက်မဲ့အစားလွဲအောင်ရုံးနေရပါတယ်ဒီအရှင်တွေကို one restock ကမြင်တော့တဲ့အချိန်မှာသူ့ရဲ့ဝင်ခွေးကိုပြန်ကေဖို့လုပ်ရပါတယ် one restock ကမေရဲလီယန်နောက်ကိုထက်လိုက်ပါတယ်ဒီအရှင်တွေကတော့ဂျာမင်လီယန်တစ်စင်းကိုဗီဒိန်လီယန်ကနောက်ကလိုက်လိုက်ဗီဒိန်ရဲ့နောက်မှာဂျာမင်လီယန်နောက်တစ်စင်းကလိုက်လိုက်နေဖြစ်နေပါပြီ one restock ကလည်းသူ့ရဲ့တားကောင်နောက်ကိုလိုက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဗီဒိန်လီယန်မူရိုက်ကဒီတငေချင်းဖြစ်တဲ့မေရဲအစီအနေမဟန်တော့တာကိုရိမ့်မိလိုက်တဲ့အတွက် ဘွန်ရဲ့နောက်ကနေထက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဘွန်ရက်စတော့ကမြေပြင်အထက်ပေ20လောက်အမြင့်ကနေပဲပြန်နေပါတယ်။သူရဲ့ဝင်ခွေးကိုကေဖို့အတွက်အဲ့ဒီနေရာအထိသူကဆင်းခဲ့တာပါ။ဒီတချို့ကလည်းအမြင့်ပိုင်းမှာရှိနေတဲ့အချိန်ဘွန်ကခေါင်းကိုက်ခဲ့တဲ့အတွက်အဲ့ဒီအထိဆင်းပြီးတော့မှပြန်မတန်းနိုင်ခဲ့တာလို့ယူဆပါတယ်။ဒီလိုအနှိမ့်ပိုင်းမှာရှိနေတာကသူအတွက်အန္တရာယ်ရှိပါတယ်။ပုံမှန်အချိန်ဒီမှာတော့သူကအဲ့ဒီလိုပြန်တန်းပေမဲ့အခုအချိန်ကရန်သူတွေနဲ့အသက်လူနေကြရတဲ့အချိန်နေပါ။အဲ့ဒီအချိန်မှာပဲ ဗီဒီလီယံမူရိုင်းကအမြင်ပိုင်းကနေသူ့နောက်ကိုလိုက်နေပါပြီ။ဝမ်ရက်စတော့တယောက်လွန်းလွန်းမရှိတော့ပါဘူး။ပြစ်ခတ်လို့ရတဲ့အစီအနေကိုရောက်လာချိန်မှာတော့ရိုင်းကဒီသူ့ရဲ့စက်တဲ့နဲ့ဝမ်ရက်စတော့ကိုပြစ်လိုက်ပါပြီ။ဝမ်ရက်စတော့ကဆောင်ဖို့အတွက်ဒီညာဘက်ကိုရှိုးခွေလိုက်ပါတယ်။ကိုပြီးဒီအချိန်တိတ်မကြပါဘူး။သူ့ရဲ့လေယံကမြေပေါ်ကိုပြတ်ကျတော့ပါတယ်။ဝမ်ရက်စတော့လည်းအဲ့ဒီမှာပဲကြာဆုံးတော့ပါတယ်။ပထမကပါစစ်အတွင်းကဂျာမန်ရဲ့အတော်ဆုံးလေယံမှုတစ်ယောက်ကြာဆုံးတော့ခဲ့ပါပြီ။သူ့ကြာဆုံးချိန်မှာ ရင်သူလျင်အစင်ပေါင်း80ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပါပြီ။ဒါပေမဲ့သူရဲ့ကြားရှုံးမှုကဒီဟာဖြစ်စရာတွေနဲ့ပါ။ဘသူကသူ့ကိုတက်ခဲ့တာလဲ။တကယ်သေတော်ခဲ့တာလားဆိုပြီးအခုအချိန်ထိလူတွေရဲ့ကြားမှာဒီဟာဖြစ်စရာတွေနဲ့ပါ။သူ့ကိုနောက်ကနေလိုက်ပြီးပြစ်ခတ်ခဲ့တဲ့ Rhine ကိုတိုင်တော့မယုံခဲ့ပါဘူး။ Brilliant Lion မှု Rhine ကသူ့ရဲ့စကားမှာဆိုရင် When Restore လို့ခင်မင်းစရာကောင်းတဲ့သူကိုပြစ်ခတ်ရတာကသူ့အတွက်အပြစ်တစ်ခုလို့ဖြစ်နေတယ်ဆိုပြီးတော့မှသူ့ရဲ့ဝန်နေတဲ့အကြောင်းကိုပြောခဲ့ပါတယ်။ဟုတ်ပါတယ်။ ဘွန်ရက်စတော့ကာသူတို့အတွက်ရန်သူပါဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီလူကမဟာမိတ်လျင်မှုတွေအတွက်ခင်မင်းစရာအကောင်းဆုံးနဲ့လေစာဖို့ထိုက်တယ်နေသူပါသူကဘသူတမ်းမိခဲ့တယ်လဲဆိုတာကတော့အခုအထိအငင်းပေါနေကြရတော့ပါတချို့ကလည်းဘွန်တေဆုံးရတာကဒီမြေပြင်ကပြစ်ခတ်မှုကြောင့်လို့ယူဆကြပါတယ်အကြောင်းကတော့သူ့လေရင်ညာဘက်ကိုရှိုးကွေတော်တဲ့နေရာကဒီဩစတြေးလျတပ်သားတွေရှိနေကြတဲ့နေရာပါနောက်ပြီးတော့ဒီအလောင်းကိုခွေစိတ်ကြည့်တဲ့အချိန်မှာလည်း ဒဏ်ရာကအပေါ်ကနေကျေစံဝင်ခဲ့တာမဟုတ်ပဲအောက်ကနေဝင်ခဲ့တဲ့ပုံစံဖြစ်နေတဲ့အတွက်ပါမြေပြင်မှာတော့ဒီ pokim နဲ့ဒီ even တို့ကရှိနေကြပါတယ်အများစုယူဆကြတာကတော့ဒီ pokim ရဲ့ကျေစံနဲ့တည်ဆုံခဲ့ရတာဆိုပြီးတော့ပါသူရဲ့ဒီကျေစံရာကလက်ပြန်အောက်ကနေနှလုံးအထိဖောက်ထွက်သွားတဲ့ဒဏ်ရာနဲ့ပါ right ရဲ့ lesson နဲ့သာဖြစ်မဲ့ဆိုရင်အပေါ်ပခုံးနဲ့ခေါင်းကိုပဲကြည့်မှတ်နိုင်ပါတယ်ညာဘက်ကိုရှိုးခွေလိုက်တဲ့အချိန်မှာဒီအောက်ဘက်မှာရှိတဲ့ pokim ရဲ့ကျေစံကအနောက်ကနေဖောက်ဝင်သွားခဲ့တာပါပဲ ဘလိုပဲဖြစ်ဖြစ်ဘသူဟာပဲဖြစ်ဖြစ်ဘွန်ရက်စတော့ကတော့ကြာဆုံးတော့ပါပြီသူရဲ့လင်ရန်အပြည့်အစည်းကိုဗြိတိရှားတွေရခဲ့တယ်လို့အလောင်းကိုလည်းဗြိတိရှားတွေကိုယ်တိုင်တခန့်တနာနဲ့တကြိုပေးခဲ့ကြပါတယ်ရန်သူဖြစ်ပေမဲ့ဒီမဟာမိတ်တွေအတွက်တော့လေးစားစရာကောင်းတဲ့စစ်သားတယောက်ပါစစ်မင်းမြန်မာတွေ့ခင်းရင်တော့မှတပ်ပြစ်ဖို့ကိုဝင်လေးတက်ကြပါတယ်ဒီလိုရန်သူတွေရဲ့လေးစားမှုကိုပါခံရတဲ့လူဆိုတာစစ်ပွဲမှာအတော်လေးရှားပါတယ်တဦးတယောက်ရှင်းစီလေးစားကြတဲ့ရန်သူတွေကပေါ်နိုင်ပေမဲ့အားလုံးလေးစား ရတယ်ဆိုတာကဒီကြုံတော့ကြုံခဲ့ပါပဲစစ်ပွေးကိုယူသွက်ခဲ့တဲ့ဒီ Man Fresh Bon Restaurant ကဒီစစ်ပွေးနဲ့ပဲ꿰လွန်ခဲ့ရပါတယ်꿰လွန်ချိန်မှာတော့အသက်25နှစ်ပဲရှိပါသေးတယ်အိမ်ထောင်လည်းမရှိသေးသလိုရှစ်သူရီစားတွေတောင်မှမရှိပါဘူးအလုံးကလေစားရတဲ့စစ်သားတယောက်လေယံမှုတယောက်ဆိုတဲ့ကုံပဲသူမှရှိခဲ့တာပါဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘ ഹു ဒုရတွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပြောတော့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတွေရဲ့ထင်မြင် user ချက်တွေကိုလည်း comment မှာ share ပေးတော့ကြည့်ဖို့တောင်းဆိုပါတယ် နောက်နေ့တွေမှာလည်းစစ်သမိုင်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ရှာဖွေတင်ဆက်ပေးနေအောင်ပါမို့စောင့်မျှော်ကြည့်ကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှပြန်တွေ့ကြရအောင်ပါ